ခရစ်ယာန်ဘုန်းကြီးနဲ့တွေ့ဖို့တတိယကျင်းညင်းလိုက်ပြန်တယ်။သူ့ကိုပြောစရာဘာမှမရှိဘူး။ပြောလည်းမပြောချင်ဘူး။ဒါမဲ့မကြခင် သူ့ကိုတွေ့တော့တွေ့ရမှာပဲ။လောလောဆယ်ကျွန်တော်အနေနဲ့စိတ်ဆောနေမိတာကခေါင်းဖြတ်မခံရအောင်ဘလို့ရှောက်ရှားရမလဲ။မလွဲမသွေရင်ဆိုင်ရတော့မှတကူကနေလွမြောက်နိုင်မဲ့အလားလာအောင်ရှာဘူး။တည်တံပေးခံရတဲ့လူဗနေအောင်များစာနာမှုကိမဲ့တဲ့ခေါင်းပြဆက်အောက်ကနေလွမြောက်ခဲ့တဲ့ဆိုတာအဆုံးစီရင်တာမခံရခင်မှာအဆရှာမရအောင်လို့ပျောက်ဆုံးသွားခဲ့တာ။ မဟုတ်သေးရင်ပလိတ်တွေရဲ့အတားဆီးချုံနာကနေလွတ်မြောက်သွားတယ်ဆိုတာမျိုးကျွန်တော်တွေးကြည့်နေမိတာမရင်မတွက်နိုင်တော့ဘူးအခုလို့တက်ဖြတ်အဆုံးစီရင်တာတွေနဲ့ပတ်သက်လို့စိတ်ဝင်တစားမရှိခဲ့တဲ့အတွက်ကျွန်တော်ကိုကျွန်တော်အပြစ်တင်မိတယ်ဒီလိုအကြောင်းအရာတွေနဲ့ပတ်သက်လို့လူတွေအနေနဲ့အမြဲလိုလိုစိတ်ဝင်တစားရှိတဲ့နေဘာဖြစ်လာမယ်ရေလို့ဘသူကမှသိတာမဟုတ်ဘူးတခြားလူတွေလိုပဲကျွန်တော်လည်းသတင်းစာထဲမှာအဆုံးစီရင်ခံရတဲ့အကြောင်းတွေကိုတွေ့ခဲ့ပူပါတယ်ဖတ်ရကောင်းစီရေလို့မထင်ခဲ့မိဘူး လူတွေဘယ်လိုလက်မြောက်သွားခဲ့ရလဲဆိုတာကိုကျွန်တော်တွေ့ကောင်းတွေ့ခဲ့မိမယ်။ကံတရားနဲ့အခွင့်အရေးတို့ကကြီးမားတဲ့ဆက်ဆက်မှုရဲ့အကြောင်းကိုကြားဝင်လိုက်လို့ကံကြမ္မာရဲ့လက်ပတ်နေမှုဟာရပ်တန့်သွားခဲ့ရတယ်ဆိုတာအ ਨੇ ဆုံးတစ်ချိန်တော့ကျွန်တော်သိခဲ့ရပါမယ်။တစ်ချိန်အဲ့ဒီတစ်ချိန်နဲ့သိလိုက်ရတယ်ဆိုတာနဲ့လုံလောက်တယ်။ကျွန်တော်ရဲ့နှလုံးသားလှုပ်ရှားရှိတာကိုဆက်လုပ်လိမ့်မယ်။အစင်နာတရားကင်းမဲ့လာတဲ့အဆုံးစီရင်အစင်လာကနေခုတ်ထွက်နိုင်မှုနဲ့မျောလဲနိုင်စရာလားလားတစ်ခုကိုပေးမဲ့စီဒီရောတော့ပါနဲ့ပြေးထွက်နိုင်မှုပဲ။ ဒါမဲ့ဖက်ဖက်ကနေခြုံကိုတွဲကြည့်လိုက်မယ်ဆိုရင်ဖြင့်ဒီလိုမျိုးအခွင့်အရေးကောင်းကောင်းလေးတောင်ရစီရအကြောင်းတော်မှာကျွန်တော်မှမရှိဘူး။ခေါင်းဖြတ်ဆက်ကသာမျောနေမှာ။တေချာကြီးရားနေတဲ့အကြောင်းတခုကိုကျွန်တော်အနေနဲ့လက်ခံလိုပေးတယ်။လက်မခံနိုင်မှုရဲလို့ဖြစ်နေတယ်။ဒီလိုအချိန်မှာအမေပြောပြဖို့တဲ့အဖေကြောင့်ကိုသတိရမိရော်တယ်။အဖေကိုကျွန်တော်မတွေ့လိုက်ဘူး။ကျွန်တော်သိလိုက်ရတာကအမေပြောပြတဲ့အတိုင်းပဲ။အဖေကလူသားသမားတယောက်အဆုံးစီရင်တာကိုတွားကြည့်ခဲ့တယ်တဲ့။တွားမကြည့်ခင်ကလေးကအော်နှလုံးနာနေမိတယ်။ ွားကြည့်ရာပြန်လာတော့တမနဲ့လုံးအော့အန်လိုသာနေတော့တယ်။အဲ့ဒီတော့အဖေ့ကြောင့်နားထောင်ပြီးရွှေရှာမုန်းပြီးခဲ့တယ်။အခုတော့ကျွန်တော်သဘောပေါက်ပြီးဖြေရောဖြစ်စင်မယ်။တကယ်လို့ထောင်ရနေတာလောက်ခဲ့မယ်ဆိုရင်လူသူ၄ပါးရှိမှလောက်တဲ့အဆုံးစီရင်ပွဲတိုင်းကိုကျွန်တော်သွားကြည့်ပြင်မယ်။အဲ့လိုတွေးလိုက်တော့ကဖြစ်မှားတယ်လို့ကျွန်တော်ထင်တယ်။အကြောင်းကတော့တနေ့ထောင်ရနေလောက်သွားမယ်လို့ကျွန်တော်စိတ်ကူးကြည့်တာ။ပလေးတီရဲ့တားဆီးထားတဲ့နောင်နာစီကနေတုတ်တင်စီရင်ပွဲကိုပရိသတ်တယောက်အနေနဲ့သွားကြည့်မယ်ဆိုတာ။ ကြည့်ပြီးတော့အိမ်ပြန်တော့နေထိုင်မကောင်းဖြစ်မဲ့ဆိုတာတွေကတကယ်တော့ခါးသီးမှုအခြေခံတခဏတာပျော်ရှင်မှုကလေးတွေပဲဖြစ်စီမယ်။ဘာကြောင့်မှတော့မသိဘူး။အမြဲလိုလိုတွေးကြည့်နေခဲ့မိတာတခုကခေါင်းဖြတ်ဆက်စီကိုရောက်ဖို့အပေါ်ဘက်ကိုရှောက်တက်သွားရမယ်ဆိုတာ။ခေါင်းဖြတ်ဆက်ဟာမြေပြင်နဲ့တညီရဲပဲဆောက်ထားတော့ခေါင်းဖြတ်ခံရမယ်လို့ဟာအဲ့ယူရှောက်သွားရတဲ့အခါမှာတယောက်ယောက်နဲ့တွေးစရာရှိလို့သွားတွေးရတဲ့ပုံစံမျိုး။ဒါကတော့လေစိတ်ထဲမှာအနှောက်အယှက်ဖြစ်စေရ။ ခေါင်းပြဆက်ကအမျက်တနေရမှာဆိုရင်ကားဝင်ရန်ကိုတက်သွားရတယ်လို့ပဲစိတ်ကူးကြည့်နိုင်သေးတယ်။အခုတော့မြေပြင်ကြီးပေါ်ကခေါင်းပြဆက်ဟာစိတ်ကူးကြည့်စရာကိုတော့အဆုံးစီရင်လိုက်တယ်။ခေါင်းပြအဆုံးစီရင်နေဆိုတာဟာတောင်ယုံတန်ယုံနဲ့ပြီးသွားရတဲ့သဘောပဲ။ဘဝင်မကြစရာလေးတွေတော့ရှိပေတယ်။အသေးချာနဲ့အတီးကျပြီးသွားရတာပဲ။တခြားတစ်ခုခုကိုရှာကြံပြီးတွေးကြည့်မယ်ရဲ့လို့လဲစူးစမ်းမိပြန်တယ်။ကျွန်တော်ရဲ့နှလုံးခုန်သားကိုနားထောင်ကြည့်မိတယ်။ဒီတန်ကျွန်တော်စီမှာရှိနေတာကြာလာယုံနေမကအောင် ဘယ်တော့မှလည်းရက်သွားမဲ့ပုံမပေါ်ဘူးလို့တွေးမိလာတော့အံ့ဩမိတယ်။ဒါမဲ့ကျွန်တော်ရဲ့နှလုံးခုန်သားမကြားတော့မဲ့တခဏကိုစူးစမ်းပြီးတော့ကျွန်တော်တွေးကြည့်မိပြန်တယ်။ကျွန်တော်ကတော့အဆိုးဆုံးကိုကြိုးပြီးတွေးထားတယ်။ကဲသေးလိုက်အောင်ပဲ။တခြားသူတွေထက်ကိုစောသိရတာပဲ။ဒါကတော့ထင်သာမြင်သာရှိတယ်။ဒါမဲ့လူတိုင်းသိထားတဲ့အတိုင်းဘဝဆိုတာကနေပျော်လှတာမှမဟုတ်ပဲ။အဆုံးမှာတော့အသက်30မှသေးတာမဟုတ်ရင်အသက်80မှသေးတာဘာမှတိတ်ထူးလာတာတော့မဟုတ်ဘူး။ အကြောင်းကဘလို့ပဲဖြစ်ဖြစ်တခြားယောက်ျားတွေမိန်းမတွေကတော့ဆက်ပြီးတော့အသက်ရှင်နေကြအောင်ပါပဲ။နောက်အနှစ်ပေါင်းရာထောင်မကပဲ။ဒါပေမဲ့တင်ငယ်စောမှမျောနေမိတာကကျွန်တော်။အခုမဟုတ်ရင်နောက်အနှစ်20ကာလမှာဒီလိုတွေးမိပြန်တော့လဲနောက်အနှစ်20တောင်နေရအောင်ပါလားဆိုတော့ကြောက်ရွံ့ကောင်းတဲ့အတွေ့အကြုံဝင်လာလို့တကယ်ကိုစိတ်ပြက်စရာဖြစ်လာပြန်တယ်။မာရိတ်ကြောင့်ကိုပထမဆုံးအချိန်ကျွန်တော်ပြန်ပြီးတွေးလာမိတယ်။မတွေးမိတာလည်းကြာပြီ။သူကလည်းကျွန်တော်စီကိုစာမေးရတာကြာပြီ။ ဒီညနေတော့ကျွန်တော်ဘာသာတွေးကြည့်လိုက်မိတာသူ့အနေနဲ့ပြည်ထန်ကြားခံထားတဲ့လူတယောက်ရဲ့အမျိုးသမီးဖြစ်နေရတာကိုညီငွေနေလောက်ပြီဒီပင်မာရီတယောက်နေမကောင်းဖြစ်နေသလားတည်သွားပြီလားလို့လည်းတွေးမိတယ်ဒီလိုတော့လည်းဖြစ်နိုင်တာပဲတဘာဝတရားတစ်ခုပဲကိုကျွန်တော်တို့ရဲ့ကိုခန္ဓာနှစ်ခုဟာတွဲဆက်နေတာမှမဟုတ်ပဲတခြားစီဘာနဲ့မှတွဲဆက်ထားတာမဟုတ်ဘူးအသက်ရှင်နေဖို့လည်းဆက်ဆက်ထားတာဘာမှမရှိဘူးဒီတော့သူဘာဖြစ်နေလဲဆိုတာကိုကျွန်တော်ဘယ်လုံးမှမသိနိုင်ဘူး သိရဆုံးတော့မာရီနဲ့ပတ်သက်လို့သတိတရားဖြစ်နေစရာရှိနေတာတွေကျွန်တော်မှဘာမှမဟုတ်တော့ဘူးမာရီတည်သွားပြီဆိုရင်တော့လည်းကျွန်တော်မှစိတ်ဝင်စားစရာမရှိတော့ဘူးကျွန်တော်တည်သွားရင်လည်းလူရီယာကျွန်တော်ကိုမေ့သွားလိမ့်မယ်ဒါကိုလည်းလုံးလုံးကြီးသဘောပေါက်နားလည်လက်ခံထားတယ်လူရီအနေနဲ့ကျွန်တော်နဲ့ပတ်သက်နေစရာဘာအကြောင်းမှမရှိတော့ပဲဒီတော့မှပဲခရစ်ယာန်ဘုန်းကြီးအခန်းထဲကိုဝင်လာတယ်အချက်တစ်ချက်အနေနဲ့ပြောရရင်တည်တံကြားခံထားရတဲ့လူကိုစိတ်ပိုင်းဆိုင်ရာအားပေးအမြောက်လုပ်ဖို့ကလိုသေးတာဒါလည်းသူ့အတွက်ပဲလေ လှုပ်ဆရာရှိတာဖြစ်ဆရာရှိနေတာတွေချောမောမောနဲ့ဖြစ်သွားဖို့ပဲခေါင်းငိုက်ဆိုင်ချပြီးထိုင်နေတာလေးအတော့ကိုကြားသွားတော့သူဒီမှာရှိနေတယ်ဆိုတာကိုတစ်ချက်ကလေးတောင်မေ့သွားမိတယ်ဒါမဲ့ရုတ်ရက်သူကခေါင်းမော်ပြီးကျွန်တော်ကိုတဲ့တဲ့ကြည့်တယ်ဘာဖြစ်လို့လဲလို့အဆချပြီးမေးတယ်ဘာဖြစ်လို့ကျွန်တော်ကိုမတွေ့ကျင်ရတာလဲထာဝရဘုရားသခင်ရဲ့ရှိနေခြင်းကိုမြို့ကြည့်လို့ကျွန်တော်ဖြေလိုက်တယ်ဒီချက်ဟာတေချာရဲ့လားလို့သူကမေးလို့ ကျွန်တော်ဖို့တော့ကိုပါတာကိုပြန်ပြီးမင်းကိုထုတ်နေကြလို့တဲ့အကြောင်းမဟုတ်ဘူးလို့ဖြေလိုက်တယ်။ဘာမှအရေးပါတဲ့ကိစ္စမှမဟုတ်ပဲ။ဘလို့နေထားမှာပဲဖြစ်ဖြစ်ကျွန်တော်အနေနဲ့ဘာလို့ကျွန်တော်စိတ်ဝင်စားရဲဆိုတာကိုကျွန်တော်မသိပေတဲ့။ဘာလို့စိတ်ဝင်စားဘူးဆိုတာကျွန်တော်အသေးစားသိတယ်။သူပြောလိုက်တဲ့စကားကဖြင့်ကျွန်တော်လုံးဝစိတ်ဝင်စားတဲ့စကားမျိုး။ကျွန်တော်သိခဲ့သမျှခမရလို့နေထားမျိုးကိုရောက်နေတဲ့လူတိုင်းဟာကိုရော့စီကိုပြန်လာခဲ့ကြတာပါပဲ။ဒါကတော့သူတို့ရဲ့အခွင့်အရေးပဲဆိုတာကိုကျွန်တော်သဘောတူတယ်။ သူတို့ဘက်မှာကာလာတရားရှိနေသေးတာကိုကျွန်တော်တို့သက်သက်ဆိုရင်ဘယ်သူစီရမှအကူအညီမလိုချင်ဘူးဒီထက်ပိုလို့တော့ကျွန်တော်စိတ်ဝင်စားတာတွေကိုတွေးကြည့်နေဘူးကျွန်တော်မှအချိန်မရှိဘူးခမည်းမမျောလင်းချက်ဆိုလို့ဘာမှမရှိဘူးလားတေကြီးရဲ့အခြားတစ်ဖက်မှာဘာမှမရှိဘူးဆိုတဲ့ယုံကြည်ချက်နဲ့အသက်ရှင်နေတာလားလို့မေးလိုက်တော့ဟုတ်တယ်လို့ကျွန်တော်ကဖြေလိုက်တယ်သူ့လိုရတော့လူတွေရဲ့တရားစီရင်ရေးစနစ်ဆိုတာဘာမှမဟုတ်ဘူးဖျားသခင်ရဲ့စီရင်ဆုံးဖြတ်ချက်ကသာအရာရာကျွန်တော်ကတော့ထောက်ပြလိုက်တယ် ကျွန်တော်စီရင်ဆုံးမြတ်ပြည့်တန်ချတာဟာလူတွေရဲ့တရားရေးစနစ်အရာဆိုတာဘလို့ကြီးဖြစ်ဖြစ်လူတွေရဲ့တရားရေးစနစ်ကပြုခဲ့တဲ့အကုသို့ကိုရှော်မပြစ်နိုင်ဘူးလို့သူကပြန်ပြောတယ်။အကုသို့ဆိုတာဘာလဲလို့တော့ကျွန်တော်မသိဘူး။ကျွန်တော်မှအပြစ်ရှိတယ်လို့စီရင်ဆုံးဖြတ်ကြတယ်။ကျွန်တော်မှအပြစ်ရှိတယ်အပြစ်ရှိတဲ့အတွက်ကိုအပြစ်ဒဏ်ခံရမယ်။ဘယ်သူမှဝင်ပြီးဘာမှလုံမပေးနိုင်ဘူးလို့ကျွန်တော်ကပြန်ပြောလိုက်တော့သူကထားရက်လိုက်တယ်။သူကဒီအချင်းကချင်းလေးထဲမှာလမ်းလျှောက်ချင်ပုံရတယ်။ ငါတော့ဖြစ်မင်းမရှုံးတခါတလေမင်းမှာတခြားဘဝတစ်ခုရရှိခြင်းနဲ့ဆန္ဒတော့ရှိမှာပဲရှိပါတယ်လို့ပဲကျွန်တော်ပြန်ပြီးဖြေလိုက်တယ်ချမ်းသာခြင်းတာမျိုးရေမြမြကူးနိုင်ခြင်းတာမျိုးလှပတဲ့ဗဇက်ပေါက်ရှိခြင်းတာမျိုးဆန္ဒတွေရှိတာတွေကတော့အတူတူပဲပေါ့သူကကြားဖြတ်ပြီးဒီတခြားဘဝဆိုတာကိုရောဘယ်လိုမြင်လဲဆိုတာကိုသူသိခြင်းနဲ့တဲ့ကျွန်တော်ကလည်းអော်ပြီးဒီဘဝကိုတတိယနေမယ်ဘဝပဲလို့စက်တိုက်ပြောလိုက်မိတာကတော့ကျွန်တော်အနေနဲ့သီးမခံနိုင်တော့ဘူးဆိုတဲ့သဘောပဲ။ အဲကလာတခဏမှာကျွန်တော်ရဲ့အတွင်းထဲစီကနေပောက်ကွဲထွက်လာကုန်တယ်။အာရပါရနဲ့អော်ဟစ်လိုက်ပြီးသူ့ကိုလည်းဆဲလိုက်တော့တယ်။ကျွန်တော်အတွက်ဘာမှဆူတောင်းပေးနေစရာမလိုဘူးလို့လည်းပြောလိုက်တယ်။သူ့ရဲ့ဝတ်ရုံရဲ့ကော်လာကနေသူ့ကိုစုပ်ကင်ထားလိုက်တယ်။ကျွန်တော်ရဲ့အသေးနှလုံးရဲ့နှက်ဆိုင်တဲ့နေရာစီကနေစင်နှမ်းမှုနဲ့ဒေါသတို့ယော်ထေးပြီးလှိုင်းလုံးနဲ့ပွင့်ရန်ကန်တက်လာတယ်။ခန်းစားချက်မှန်သမျှကိုသူ့ပေါ်ကိုလောင်းချနေမိတယ်။သူ့ကိုကြည့်ရတာကတော့အရာရာနဲ့ပတ်သက်လို့တေချာနေတာပဲ။ ါပဲတဲ့သူ့ရဲ့တေချာတဲ့ဆိုတဲ့မှန်သမျှဟာမိမတယောက်ရဲ့သဘင်တမြင်လောက်မှတော့တမ်းမမရှိဘူးတကယ်တော့သူဟာအသက်ရှင်နေတာပဲဆိုတာကိုတော့သူ့ဘာသာတေချာလာတာမဟုတ်ဘူးမတေချာရတာကသူ့ရဲ့အသက်ရှင်နေတာဟာတည်နေတယ်လို့ပဲဖြစ်နေလို့ပဲကျွန်တော်ကိုကြည့်လိုက်ရင်ကျွန်တော်မှဘာမှမရှိဘူးလို့မြင်စရာပဲဒါမဲ့ကျွန်တော်ကကျွန်တော်တော့တေချာတယ်ကျွန်တော်နဲ့ပတ်သက်နေတဲ့အရာရာဟာတေချာတယ်ကျွန်တော်ရဲ့ဘဝဆိုတာဟာလည်းတေချာတယ်တရားတော့မယ်ဆိုတာဟာလည်းတေချာတယ်ဟုတ်တယ်ကျွန်တော်မှရှိသည်တမန်ဟာဒါပဲ။ ဒီအမှန်တရားကနေကျွန်တော်စုတ်ကင်ထားသလိုကျွန်တော်အနေနဲ့လည်းအ ਨੇ ဆုံးဒီအမှန်တရားကိုလက်ခံထားတယ်ကျွန်တော်ကမှန်ခဲ့တယ်မှန်နေတော့မယ်အမြဲလို့လည်းမှန်နေတယ်ကျွန်တော်ကဘဝကိုတခြားတနည်းတစ်ပုံနဲ့နေခြင်းနေနိုင်တယ်မနေခဲ့ဘူးကျွန်တော်ဘာသာတည်ထားတဲ့အတိုင်းပဲနေခဲ့တယ်ကျွန်တော်အနေနဲ့လောက်ရကရမှာတခြားတနည်းလမ်းနဲ့လုံနိုင်တာတွေရှိပေတယ်ကျွန်တော်နည်းနဲ့ပဲကျွန်တော်လုပ်ခဲ့တယ်ဒီတော့ဘာဖြစ်လဲကျွန်တော်အနေနဲ့ခန်းစားရလိုက်မိတာကတော့တမနဲ့ရဲ့အာယုံအုံးမှာ စီရင်ဆုံးမြတ်တာအောက်ခံမှုဘဝတစ်လျှောက်လုံးမှာစောင့်စားနေခဲ့သလိုပဲအတဲပဲမရှိလာပဲအသက်ရှင်နေထိုင်ခဲ့ပြီးဘဝတစ်လျှောက်လုံးမှာနှဆိုင်လာတဲ့ကျွန်တော်ရဲ့အနာဂတ်စီကနေလေကလေးတွေတိုးဝင်လာနေခဲ့တာပဲအဲ့ဒီကာလတွေဟာအခုကျွန်တော်ရှင်သန်နေရတဲ့ကာလထက်တော့ပိုပြီးတော့သဘာဝမကျနိုင်ဘူးနှဆိုင်လာတဲ့အနာဂတ်ကနေဒါတွေကိုအော်နေနေပြောမထွက်တော့ပဲတီးသလိုဖြစ်ပြီးစိုးသွားမိတယ်ကျွန်တော်ကုတ်ကနေဆွဲထားမိခဲ့တဲ့ခရစ်ယာန်ဘုန်းကြီးကိုအဆောင်နေရာဆွဲယူသွားပြီးအဆောင်နေရာကျွန်တော်ကိုချိန်ချောက်တယ် ခရစ်ယာန်ဘုန်းကြီးရပဲအဆောင်တွေကိုညင်သွားအောင်လို့အသာချောလိုက်တယ်။သူကတော့ကျွန်တော်ဘာမှမပြောပဲခဏကြာအောင်လို့ကြည်နေတယ်။မျိုးလုံးတွေမှာတော့မျက်ရည်တွေကဝဲလို့သူထွက်သွားပြီးရဲ့နောက်မှာကျွန်တော်လည်းပြန်ပြီးတော့တွေးရလာတယ်။ပင်မလှတာနဲ့အိယာပေါ်မှာလှဲအိတ်လိုက်မိရဲ့။အိတ်ပျော်သွားတယ်လို့ထင်တယ်။အိယာကတော့ကျယ်ရဲ့အလင်းရောင်ဟာကျွန်တော်မျက်နှာပေါ်မှာကျနေတယ်။မျိုးပြပတ်စီကနေအတံမလန်နေကျွန်တော်စီကိုလွင့်လာနေတယ်။ ညာရဲ့ရနံကဘာမြေသားရဲ့ရနံနဲ့အတူစားတတ်ပါတဲ့လေက ကျွန်တော်နှစ်သိန်းစားကိုအီလာစီတယ်။အိပ်ပျော်နေခဲ့တဲ့နှွေရဲ့ငြင်းရဲ့တာယာမှုတွေကျွန်တော်စီကိုလှိုင်းလုံးလေးတွေလိုတိုက်ခတ်လာတယ်။အဲ့ဒီအချိန်လေးမှာပဲအာယုံကလည်းတဖြည်းဖြည်းနဲ့တက်လာနေတော့အော်အော်ဆွဲတာတွေကိုလည်းကြားလိုက်ရတယ်။ကဘာကြီးထဲမှာခီးထွက်သွားရမယ်ဆိုတာကိုစင်ညာလိုက်တာမှန်မိတယ်။ကျွန်တော်အတွက်ကတော့ဘာမှထူးခြားတော့မှာမဟုတ်ဘူး။အတော်ကြီးကြောင်လို့သတိမရခဲ့တဲ့အမေကိုပထမဆုံးအချိန်နဲ့သတိရလာလိုက်မိတယ်။ အခုတော့ကျွန်တော်အထင်နဲ့ပြောရရင် အမေကဘွားဆုံးကန်နီးမှမှာချစ်သူခင်သူကိုရှာခဲ့တယ်ဆိုတာဘာဖြစ်လို့သူ့အနေနဲ့ဘွားကိုပြန်အသက်စားခြင်းနဲ့ဆိုတာကိုကျွန်တော်နားလည်လာတယ်လို့ပဲအမေကတည်ခြင်းပြနဲ့နီးကပ်လာတော့လေလွတ်လပ်မှုကိုရတော့မဲ့လူတယောက်လိုခံစားလာရလိမ့်မယ်ဘွားရဲ့ဖြစ်နေရခြင်းကို အသက်တပံပြန်စားဖို့အသက်ဖြစ်နေလိမ့်မယ်ဘသူမှဘသူကမှအမေအတွက်မျက်ရည်ကြဖို့အခွင့်အရေးမရှိဘူးကျွန်တော်ကိုယ်တိုင်လည်းဘွားကို အသက်တပံပြန်စားဖို့အသက်ဖြစ်နေပြီရဲ့လို့ခံစားလာရတယ် ေါသကိုထုတ်ပြစ်လိုက်ရတဲ့အတွက်ကျွန်တော်ရဲ့မကောင်းမှုတွေကိုတန့်စင်ပေးလိုက်တယ်လို့ပဲကျွန်တော်ရဲ့မျှော်လင့်ရည်မှန်းထားတာမှန်သမျှလည်းဘာမှမကြံတော့လောက်အောင်လို့ရှင်းပြလိုက်တယ်။နောက်တော့နှမောင်းနေတဲ့ဇယိုက်လက္ခဏာပြင်းနဲ့ကောင်းဝင်ရံစီကလိမ့်လန့်နေစေတဲ့ကြယ်တွေကိုကြည့်နေလိုက်တယ်။သူ့ဘာသာဖြစ်ပြနေတဲ့ကဘာကြီးကိုလည်းပရမအောင်ဆုံးအချိန်ခန်းစားကြည့်နေမိတယ်။ကို့အသွေးသားလိုကျွန်တော်လိုပဲရဲ့လို့ခန်းစားလာရလေတော့ကျွန်တော်ဟာပျော်ရွှင်ခဲ့တယ်။ပျော်ရွှင်နေအောင်ပါပဲဆိုတာကိုသိလာရတယ်။ နောက်ဆုံးအနေနဲ့တော့ကျွန်တော်ထီးတဲ့ကြံရဲလို့ဖြစ်မနေအောင်ကျွန်တော်မျှော်လင့်ထားလိုက်တာကတော့ကျွန်တော်အစိုးစီရင်တုတ်တဲ့မွဲကိုလာကြည့်ရတဲ့လူတွေများစေချင်တယ်။သူတို့ကမုန်တီးမှုအဖြစ်နဲ့ဝိုင်းအော့ချစေချင်တယ်။